မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးတက်ကဒရိုက်တာမိုက်တီအာသာတျုပ်ဆောင် online နဲ့ဇက်ဘုတ်တျုပ်ဆောင်ကျော်ဝင်းထို့တို့ကိုစစ်ခွေးတက်ကရွေးကောက်ပွဲနောက်ဆက်မှုနဲ့ ထောင်တန်း9နှစ်စီချမှတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့မှာဟာတာတုတ်ဆောင်အုံတိုင်းကိုတောင်တကုံမြို့နယ်တရားရုံးကထောင်တန်း9နှစ်နိုဝင်ဘာလ28ရက်နေ့မှာလဲဒရိုက်တာမိုက်ဒီကိုရန်ကင်းတရားရုံးကထောင်တန်း9နှစ်နိုဝင်ဘာလ28ရက်နေ့မှာဗဟန်းမြို့နယ်တရားရုံးကတုတ်ဆောင်ကျော်ဝင်းထုတ်ကိုထောင်တန်း9နှစ်စီချမှတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တဲ့ရဲ့လိမ့်လေဝါရဖြတ်ရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်တဲ့ ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်နဲ့တရုတ်ဆောင်များကိုဝေမန်နေဆိုပြီးတော့ဒါရိုက်တာမိုက်တီခေါ်တန်းထုံးသောဇက်ဘိုတရုတ်ဆောင်ကျော်ဝင်းထုံးခေါ်ကျော်မင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မင်းတို့ကိုအော်တိုဘားလ29ရက်နေ့ကစစ်ခွေးတပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရုံးချင်းတစ်ချိန်တည်းနဲ့ပဲပြစ်ဒဏ်ချမှတ်တယ်။တရားဥပဒေအရခုခံပိုင်ခွင့်နဲ့ရှေ့နေတွေငှားခွင့်မရဘူးလို့အမှုပညာသတင်းရင်းမြစ်ကပြောပြထားပါတယ်။ရွေးကောက်ပွဲကိုနှောက်ရက်ဟန်တာဖြတ်စည်းခြင်းကာကွယ်ဥပဒေပုံမှာ23ကကြီးနဲ့ အမြင့်ဆုံးထောင်လန်ခွန်နန်းနဲ့ကိုချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါရိုက်တာမိုက်ဒီဟာ2021ခုနှစ်အတွင်းမှာစစ်ခွေးတွေကိုဝေပိုင်ခဲ့တဲ့အတွက်နိုင်ငံရေးပုံမှန်905ကကြီးနဲ့2022ခုနှစ်အော်တိုဘားလ28ရက်နေ့မှာခံဝန်နဲ့ပြလွတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးထောက်ခံတဲ့ဘောမတေးဥဆောင်ခန့်စီသူဟာကျွကျူလာရဲ့အချစ်တော်ဖြစ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြပ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရဲ့မိမကျူကျူလာဟာအချစ်တော်သားတွေများစွာထားရှိလာတယ်လို့သိရပါတယ်မင်းအောင်လိုင်းရဲ့မိမကျူကျူလာမှာအောင်ပြေဆုံးလို့ခေါ်တဲ့တာရင်တအုပ်ရှိပေမဲ့ကျူကျူလာကတော့အချစ်တော်သားတွေများစွာထားရှိလာတာပဲဖြစ်ပါတယ် ကျူလာဟာသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်အရက်ဘက်လူငယ်တွေကိုတားလို့ပြန်ခေါ်ရင်းနဲ့အချစ်တော်သားတွေများစွာပေါ်ထွန်းလာတာပဲဖြစ်ပါတယ်စစ်ဘက်မှာဆိုရင်ဗိုလ်မှူးကျော်စောရဲဆိုသူကကျူကျူလာရဲ့အချစ်ဆုံးသားတဦးလည်းဖြစ်ပါတယ်ကျူကျူလာကသူ့ရဲ့သားတွေများစွာကိုသူတို့နေထိုင်ရာအိမ်တော်ထဲမှာတကားမရှိဒါမရှိအမြဲလိုလိုဝေထွက်ခွင့်ပြုထားပြီးတော့ကျူကျူလာရဲ့ဝမ်းမနာသားတွေအားလုံးကအင်မတန်မှလုံခြုံရေးထူထပ်တဲ့စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အိမ်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခုနဲ့ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။ကျူကျူလာရဲ့သားရဲမဟုတ်တဲ့အချစ်တော်သားတွေကြားမှာဆက်ဆံရေးကလည်းနေ့စဉ်ဖုန်းပြောကြပြီးတော့တာเจ้าမာเจ้าစလို့ဘေးရင်ရေရအဆုံးလူမှုပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကအစပြောဆိုကြတယ်လို့သိရပါတယ်။ကျူကျူလာရဲ့သားဖြစ်ခွင့်ရတဲ့အချစ်တော်သားတွေအနေနဲ့ဝန်ကြီးဌာနတွေရဲ့လုပ်ငန်းတင်တာပါမစ်တွေစီးပွားရေးနဲ့တက်တူတူဖော်ရေးလုပ်ပိုင်ခွင့်တွေစစ်ကောင်းဆောင်တွေရဲ့နိုင်ငံခြားခရီးစဉ်တွေမှာလိုက်ပါခွင့်တွေအပါအဝင် အထူးခွင့်ရေးအဖြစ်နဲ့ရရှိကြတဲ့အပြင်ကျူကျူလာစီကို တိုက်ရိုက်နေ့စဉ်ဖုန်းခေါ်ခွင့်လည်းရရှိကြတယ်လို့သိရပါတယ်။ရုပ်ရှင်နယ်ပယ်အတိုင်းဝိုင်းမှာဆိုရင်ဂျူဂျူလိုက်ရဲ့အချစ်တော်တာတူဖြစ်လာတဲ့သူကတော့တေးဥဆောင်ခန့်စီသူပဲဖြစ်ပါတယ်။ရခိုင်လူမျိုးချင်းချင်းဖြစ်တာရဲ့ခန့်စီသူကဂျူဂျူလိုက်အနာရအောင်နီးမျိုးစုံနဲ့ချင်းကပ်လာတာတွေကြောင့်ခန့်စီသူဟာဂျူဂျူလိုက်ရဲ့ရုပ်ရှင်နယ်ပယ်ကအချစ်တော်တာတူဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ခန့်စီသူနဲ့ဂျူဂျူလိုက်တို့ကြားမှာအမေသားအခေါ်အဝေါ်တွေအပြင်လူပုဂ္ဂိုလ်ချင်းခိုင်မာတဲ့ရင်းနှီးမှုတွေရှိလာတဲ့အပြင် ယခိုင်အချင်းချင်းဖြစ်တာရောခန့်စီသူရဲ့မြောက်ပင်ပြောဆိုတတ်တဲ့ဘောမကောင်းလွန်တာကြောင့်ရောခန့်စီသူဟာဂျူဂျူလာရဲ့အသေးစွဲအချစ်တော်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဂျူဂျူလာကတမိုးကြီးအမတ်တစိလက်ကအိတ်လက်လာလေးတွေကို အလွန်နဲ့တက်တက်ပြီးတော့ခန်းစီသူကလည်းအဲ့ဒီအချက်လက်ကိုတိထားတာကြောင့်ဒေါ်လာထောင်တောင်းချီတဲ့တန်ဖိုးကြီးလက်ကန်အိတ်တွေကိုကျူကျူလာစီကိုအမေအတွက်ဆိုပြီးတော့ပေးဖို့လေရှိပါတယ်ဒီလိုပေးဖို့ပေးလို့လေခန့်စီသူအတွက်အရင်မရှုံးပဲဝန်ကြီးဌာနတွေရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တင်တာနဲ့တန်ချောင်းတင်သွင်းခွင့်ပါမစ်တွေလိုအထူးခွင့်ရေးတွေပြန်လည်ရရှိတာမို့လို့သူရင်းလိုက်တဲ့အိတ်ပိုးထက်တောင်မှအစာပေါင်းရာချီအမျက်တွေရနေတာလည်းဖြစ်ပါတယ်ဒါအပြင်ကျူကျူလာရဲ့အချစ်တော်ဖြစ်လာမှုကြောင့်စေခွေးတဲ့ရဲ့ဝါရဖြန့်ဇလန်းတွေမှာ ခန့်စီသူကပင်နိုင်သေးဥဆောင်ဒါရိုက်တာဖြစ်လာတဲ့အပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်းနဲ့ရုပ်ရှင်တွေအတွက်လဲကျူကျူလှနဲ့သူ့ရဲ့သမီးခင်တီနေတတ်မော်လို့ကနောက်ွယ်ကနေငွေချက်3000ချီပြီးတော့ထုတ်ပေးနေတယ်လို့သိရပါဗျ။ ချူချူလာကလည်းပြိပခေးစဉ်ပြန်လာတဲ့အခါမှာတာခန့်စီသူအတွက်ဆိုပြီးတော့လက်ဆောင်တွေဝဲလာတတ်ပါသေးတယ်2022ခုနှစ်မတ်လအတွဲမှာချူချူလာရဲ့တိုက်တွန်းမှုနဲ့မင်းအောင်လိုင်ကခန့်စီသူကိုလူမှုထူးချွန်စုပေးအပ်ခဲ့ပါသေးတယ်ခန့်စီသူကလည်းသူ့ရဲ့အလူတွေမှာအမေချူချူလာကိုဥထိပ်ထား၍ဆိုတဲ့ပုံစံမျိုးတွေနဲ့အလူတွေလောက်ပြပြီးတော့ဓာတ်ပုံတွေအပြန်အလှန်ပို့ကြ ရပုံလေးမှာအသက်တွေပေးကြတာလည်းရှိပါတယ်။ဒီနေ့မေလ19ရက်နေ့မှာလဲခန့်စီသူကငလျင်တန်တဲ့ဝေကောက်ဝဲကော်မရှင်ဝန်ထမ်းတွေကိုငွေချက်300000 000လူတန်းပြခဲ့ပြီးတော့လူတန်းမှုတွေကိုအမေတာရုခေါ်ပါဆိုပြီးတော့ကျူကျူလာစီကိုအမြဝေတာရုခေါ်ခိုင်းခဲ့မှာသေးတယ်။ကျူကျူလာဟာခန့်စီသူရဲ့တကယ်အမေရင်းမဟုတ်တလို့ခန့်စီသူကလည်းကျူကျူလာရဲ့တကယ်တားရဲမဟုတ်ပေမဲ့သူတို့နှစ်ဦးကြားမှာအမေနဲ့တာအခေါ်ပြပြီးတော့အပြန့်အလန့်နေ့စဉ်အဆက်အသွယ်မပြတ် ချိန်ဆက်နေကြတဲ့ဆက်ဆံရေးဟာတာမန်ထက်ပိုကဲနေတာကိုငြင်းလို့မရဘူးလို့မေပြည်တော်စစ်ဘက်တရင်ရေးမိကပြောပြထားကြောင်းတရေရရှိပါတယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဒကဘာလုံးကခေါ်နေကြတဲ့ COVID-19 ရောဂါကိုတော့မှမမမှုပြုပြီးတော့ COVID-19 လို့ခေါ်ခိုင်းခဲ့တဲ့စောက်ပညာမတတ်တဲ့စိတ်ခွေးကောင်းဆောင်ဟာ၎င်းရဲ့ဌာနချုပ်နေပြည်တော်မှာ Belarus ဘာသာစကားနဲ့ Minsland ဆိုပြီးတော့လမ်းတစ်ခုကိုနာမည်ပေးခဲ့တဲ့အတွက်ပြည်သူတွေကလောင်ပြောင်ချင်းခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီလမ်းဟာဇဘူသီရီမြို့နယ်တရိယတနာဈေးရှိမှာရှိပြီးတော့ရာဇသင်္ဃလမ်းမကြီးနဲ့ဇဘူချက်တီလမ်းမကြီးနှစ်ခုဆက်သွယ်ထားတဲ့လမ်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလမ်းကို Belarus သမ္မတလူကာရှန်ကိုမြန်မာနိုင်ငံလာ တဲ့အတွာစစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကမင်းစလန်းကိုအမည်ပေးခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီလောက်ရကိုမျက်နှာလုံးမျက်နှာရနဲ့ဖားရတဲ့လောက်ရဖြစ်နေအများပြည်သူတွေကလောင်ပြောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်မှာရှိတဲ့လမ်းတွေမြို့နံပါတ်တွေအကုန်လုံးကစောက်ဘောတွေအကြအကုန်လုံးကပါဠိလိုတွေကြီးပဲအခုလူကာရှန်ကိုဖားရကြင်တော့မင်းစလန်ဆိုပြီးတော့နာမည်ပေးချလိုက်တာဒီဆောက်ခွေးအာနာယူဟာအဆက်တိတ်ခါနဲနဲမှရှိပုံမရဘူးလို့လူငယ်တွေကဝေဖန်ထားကြပါတယ် ဘိုးချုပ်နေဝင်းကအစပြုပြီးတော့စစ်ခွေးအာနာရှင်အဆက်ဆက်ဟာဇာတိသွေးဇာတိမန်ကိုအကြောင်းပြပြီးတော့မြို့ပြလမ်းအမြင်များအားဗမာမှုပြုတဲ့တော့လေအခုနောက်ဆုံးစစ်ခွေးအာနာရှင်မင်းအွန်လိုင်းကတော့၎င်းထံမှာရှာရှာပပလာတဲ့အာနာရှင်သမရအတော်ဘီလာရုစ်မူကိုပြုခဲ့ခြင်းဖြစ်တယ်လို့ဝေဖန်မှုများထွက်ပေါ်လျက်ရှိတယ်လို့သိရပါတယ်ပြည်တွင်းမှာအထင်ကြီးရလွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်ဘိုးချုပ်အောင်ဆန်းရုပ်ထုများဖို့ ဖြိုချနေတဲ့အချိန်မှာဘီလာရုစ်မူကိုပြုတ်လုခဲ့တဲ့လောက်ရဟာဆက်ဆီအားကောင်းတဲ့လောက်ရလို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကလည်းဝေဖန်ထားပါလေမြန်မာစစ်တပ်ကောင်တွေမှာတော့ကိုယ်နိုင်ငံသားအဓိပတိတွေကြတော့ဂုံပြူအကောင်မှမသိအမေကျော်ဒွေးတော်လွန်းဘီလာရုစ်ကလူမသိသူမသိရုရှားကခိုင်းဘက်ကောင်ကိုကြတော့ဖမ်းရပြီးတော့တင်းစားဂုံပြူနေလိုက်ကြတာတောက်ဖားကြောက်ဖားကြီးလို့ အဲ့ဒီနိုင်ငံရေးတက်ကြွလှောက်ရှားသူတို့က၎င်းရဲ့လူမှုကွန်ရက်ဆားမျက်နှာမှာဝေဖန်ထားပါတယ်အခုလိုစစ်ခွေးကောင်းဆောင်ရဲ့ပြိပအားကိုတဲ့လောက်ရအားမဘာတာများနဲ့မျိုးချစ်များဆိုသူတွေကဘလို့မှကန့်ကွက်ချက်မရှိဘဲနဲ့အတန်တိတ်နေကြတာကိုတွေ့ရပါတယ်ဒီမျိုးညက်တွေကြတော့ဒါမျိုးကြအတန်တိတ်နေကြတယ်အလကားစောက်ပိုးတွေတခင်အားရကျွန်ဘာဝခွေးလိုကောင်းနေလို့စကိုင်းတိုင်းလွှဲမှနေထိုင်တဲ့တော်လိုင်းထောက်ဖို့လုံနေသူတို့ကပြောပြထားပါတယ်စစ်ခွေးကောင်းဆောင်ဟာအဲ့ဒီမစ်စလန်ကိုနိုဗမာလ28ရက်နေ့ကဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့ခေါ်ကြတဲ့ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနေချင်းပြန်ခရီးစဉ်ကိုဂုဏ်ပြုတယ်ဆိုပြီးတော့အမီပေးဖွင့်လက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KMN နဲ့မြောက်ရင်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်းမှာမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီး၅လုံးဟာထိုင်းဘက်အချမ်းကိုကျရောက်ပြီးတော့ကလင်းငယ်တအုပ်အပါအဝင်မြန်မာနိုင်ငံသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ30ရက်နေ့မနေ့9နာရီ12မိနစ်အချိန်မှာမြန်မာဘက်ကနေပြစ်ခတ်လိုက်တဲ့60မမလက်နက်ကြီးကြီး၅လုံးဟာထိုင်းနိုင်ငံတပ်ခရမဲဆောင်မြို့နယ်အတွင်းမှာရှိတဲ့နေဆက်အတွင်းကိုကြောက်ရောက်ခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာနေဆက်ကနေအိမ်များထိမှန်ပြီးတော့မြန်မာကလေးငယ်တအုပ်နဲ့မြန်မာရွှေပြောင်းအလုံသမားတို့တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ညဝရီဘက်မှာတိုက်ပွဲတွေပြင်းထန်နေတော့လက်နက်ကြီးကြီးတွေဒီဘက်ကိုကျတာမြန်မာကလေးငယ်တုံးနဲ့လူကြီးတုံးဒဏ်ရာရထားတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောပြထားပါတယ်။ညဝရီမြို့နယ်မဲလက်ပံချေးွာအနီးမှာ စစ်ခွေးတက်တဲ့ KNL တပ်များကြားတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်ခွေးတက်ကမင်းနဲ့ပန်ချီရအနီးမှာရှိတဲ့ကြားဖြတ်နေရာများကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရန်အပြင်းထန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနေရာများမှာရှိတဲ့ကြားဖြတ်လုံယုံများနဲ့ကြားဖြတ်ဝင်းများကို KNU ကသိမ်းပိုက်လိုက်ပြီးတော့စုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေတဲ့အချိန်မှာစစ်ခွေးတက်ကထိုးစစ်တွေကိုအရှိန်ဟုန်မြင့်နယ်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစင်အဲတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမျိုးအနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြိရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်း6ဦးမြို့နယ်ခင်မောင်ကျေးရွာလမ်းဆောင်မှာအလုကနေပြန်လာတဲ့လူငယ်အယောက်30ကျော်ကိုအကြမ်းဖက်ဆဲခွေတက်က3ရက်ဆက်တိုက်ပေါ်တာဆွဲဖမ်းလိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ20ရက်နေ့ကနေနိုဝင်ဘာလ23ရက်နေ့အထိ6ဦးမြို့နယ်ခင်မွန်ကျေးပါလမ်းဆောင်မှာလမ်းပေါ်လမ်းလာလူငယ်များကို စစ်ခွေးတပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ဖမ်းဆီးခံရတဲ့လူငယ်အယောက်30ကျော်ဟာအလုတ်ကနေပြန်လာတဲ့လူငယ်များဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်များဟာအသက်20ကျော်ဝန်းကျင်တွေဖြစ်တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဖမ်းဆီးထားသူများကို၆ဦးမျိုးပေါ်မှာရှိတယ်။မြို့နယ်ထွေးဦးရုံးထဲမှာဖမ်းဆီးထားပြီးတော့မိသားစုဝင်တွေနဲ့လည်းတွေ့ကြုံမပေးဘူးလို့ပြောပါတယ်။စစ်ခွေးတွေကကြေးပါတဲ့ကိုပေါ်တာဝင်ဆွဲတာတချို့အသက်ကြီးပိုင်းနဲ့ဂျမ်းမာရေးမကောင်းတဲ့သူတွေဆိုရင်စစ်ခွေးတွေကပြန်လွှတ်ပေးတယ်။အခုဖမ်းခံရတာက အသက်20ဝန်းကျင်နေများတယ်လက်ရှိမှာစေခွေးတွေကဖမ်းဆီးထားတဲ့သူတွေကိုထောင်းမြို့ပေါ်မှာရှိတဲ့မြို့နယ်ထွေးဦးရုံးထဲမှာဖမ်းဆီးထားပါတယ်မိသားစုတွေနဲ့လည်းတွဲခွေမပေးဘူးလို့ဖမ်းဆီးထားတဲ့လူငယ်တအုပ်ရဲ့မိဘတအုပ်ကပြောပြထားပါတယ်အလားတူပဲနိုဝင်ဘာလ25ရက်နေ့နဲ့26ရက်နေ့တွေမှာမုံရွာမြို့ပေါ်မှာစေခွေးတက်ကနေရုံးကြပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အနည်းဆုံးလူငယ်အယောက်40ထက်မနည်းကိုစစ်ခွေးတကစစ်မှုထမ်းခိုင်းရအတွက်ပေါ်တာဆွဲသွားတယ်လို့သိရပါတယ် စစ်တပ်ကဖမ်းဆီးသွားတဲ့လူငယ်တွေဟာအသက်20ကျော်အရွယ်များဖြစ်ပြီးတော့ဝုံရွာမြို့ကိုဌာနဆိုင်ရာစုပေါင်းရုံးမှာချုပ်နှောင်ထားကမိသားစုဝင်များနဲ့လည်းတွဲခွေမပေးဘူးလို့ပြောပါတယ်။အကြမ်းမဲ့စစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာစစ်မှုထမ်းအပတ်စဉ်20ကိုဖွင့်လှစ်မှာဖြစ်ပြီးတော့မျိုးကြီးများမှာစစ်မှုထမ်းတပ်သားတင်များရရှိရန်ပေါ်တောင်ဆွဲမှုများနေရာအနှံပြားမှာဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အနာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ